အားလုံးအားလုံးရှင်ကျွန်တော်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတဖဖို့ဟကစင်မင်းပါဆိုတော့ဗီဒီယိုလေးမှစခင်မှာကျွန်တော်ရဲ့နောက်ဆုံးရအားကစားအကြောင်းအရာတွေနဲ့တခြားစိတ်ဝင်စားစရာအားကစားအကြောင်းအရာတွေကိုအများတင်ဆက်ပေးသွားမယ်ဒီ channel လေးကို subscribe လုပ်ထားဖို့အတွက်ကျွန်တော်ဦးစွာပထမဒါတောင်းဆိုခြင်းပါတယ်ဆိုတော့လက်ရှိမှာဆိုရင်ဒါမင်းညာတော့ကအာဆင်နယ်တင်းတဲ့ဘိုင်ယန်မြူးနစ်အသင်းကိုကစားသွားတဲ့ချန်ပီယံလိပွဲစဉ်အတွက် ဒီကစားသွားတဲ့နေရာမှာဒါအာဆင်နယ်အသင်းက3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့ဒါဒီယာဒီမှာလုံးဝရှုံးပွဲမရှိသေးတဲ့ဘိုင်ယန်မြူးနဲ့အသင်းကိုအနိုင်ရလဒ်တယ်ဆိုတော့ဒီယာဒီမှာအာဆင်နယ်အသင်းဒါသူတို့တကယ်တမ်းမျှော်လင့်နေတဲ့ဥရောပအောင်မြင်မှုစုခူးနိုင်တော့မှာလားဘောင်းမွေပရီးမီးယားလိမ့်မှာတကြောပြန်ပြီးတော့အာဆင်နယ်အသင်းတို့ပြန်လဲပြီးတော့ပရီးမီးယားလိကိုကြီးစိုးတော့မှာလားဒီမေကွန်းကိုကျွန်တော်တို့တွေပြီးခဲ့တဲ့ဒါလွန်ခဲ့တဲ့နှစ်လလောက်အချိန်တော့အတွင်းမှာသွားပြီးတော့မေးမြန်းဆိုရင် ဒါဒီမေကိုမေးတဲ့သူကယူနေတယ်လို့ပဲပြောလိမ့်မယ်မရှာယူရှိတယ်ရှောက်ပြောနေတာပါกว่าလို့ပဲပြောလိမ့်မယ်တေချာပေါ့ပြောခံရသို့ပေမဲ့လက်ရှိအခြေအနေမှာဆိုရင်ဒီမေကိုကိုမေးမယ်ဆိုရင်ဒါဘောလုံးပြိတ်သက်တိုင်းညီပါအကုန်လုံးလက်ခံရမယ်မေကိုမေးတကယ်တမ်းလဲဒီမေကိုကစိတ်ဝင်စားစရာမေကိုဖြစ်လာဘာလဲဆိုတော့အာဆင်နယ်အသင်းကဒီယာဒီမှာဆိုရင်သူတို့တွေပရီးမီးယားလိချန်ပီယံလိဒါပြီးလို့ရှင်ခါရာဘောင်ကပ်ပေါ့လေ တို့လက်ရှိဝင်ပြိုင်နေရတဲ့ဒါဖလားသုံးလုံးလမ်းကြောင်းပေါ်မှာတို့တွေကထိတ်ဆုံးကဦးဆောင်ထားတယ်ဆိုတော့ပရီးမီးယားလိမှာဆိုရင်တို့လက်ရှိမှာအဆင့်တအဆင့်တနေရာကမှရှိတယ်အဆင့်တနေရာကမန်ချက်စတာစီးတီးတင်ကိုအမှတ်တွေအများကြီးဖျက်ထားတယ်ဆိုတော့လက်ရှိချန်ပီယံလိမှာဆိုရင်တို့အဆင့်တနေရာမှာရှိတယ်ဒါမင်းညတုန်းကအချိန်အထိအဆင့်တနေရာမှာဒါဘန်မြူးနဲ့အတင်းနဲ့အာဆင်နယ်အတင်းတို့ပူးတွဲပြီးတော့ရပ်တည်နေတာ တော်မှလည်းညာကပွဲစဉ်အပြီးမှဆိုရင်အာဆင်နယ်တင်ကအဆင့်တင့်နေရာကိုဒါသူတို့ပဲတူရဲတော့ဒါပိုင်ရှင်အဖြစ်ပြောင်းလဲပြီးတော့လက်ခံထားတယ်ဆိုတော့ညာကပွဲစဉ်မှာဆိုရင်အာတေတာရဲ့အာဆင်နယ်တင်ကကျွန်တော်တို့ရေချီးကျူးမှုပေါင်းများစွာနဲ့ချီးကျူးရမှာဒါကိုလည်းတခြား channel တွေတခြားသူတွေလည်းအများကြီးပြောသွားပြီးပြောပြီးပြီဖြစ်မှာပါတော့ဒါကြောင့်မလို့ကျွန်တော်ဒါအာဆင်နယ်ကိုချီးကျူးမဲ့အပိုင်းကိုတော့ကျွန်တော်တစ်ဖက်လောက်ကြော်လိုက်ပြီဆိုတော့အာဆင်နယ်တင်ဒီယာဒီမှာဘလောက်တိအောင်စူဖလားတွေကျွန်တော်ရနိုင်တယ် ဒါရီကိုကျွန်တော်တို့တစ်ချက်လောက်ပြောကြည့်အောင်ပေါ့လေဆိုတော့ဒီဟာဒီမှာ VR Attica ရဲ့ Arsenal အသင်းကငွေကြေးအမြောင်များသုံးစွဲထားတယ်အဲသူတို့တွေဒါသူတို့အသင်းအတွက်လိုအပ်တဲ့နေရာတိုင်းနေရာတိုင်းအတွက်ပတ်စံတွေသုံးတယ်အဲပုံမှန်တိုင်းဆိုရင်ပြကျွန်တော်တို့တွေ Arsenal အသင်းကိုဒီလိုမျိုးပုံစံနဲ့မြင်ရတာမဟုတ် Arsenal အသင်းကသူတို့တွေလူတွေဝယ်တယ်မလိုအပ်တဲ့သူတွေဝယ်တဲ့သူတွေကမလိုအပ်တဲ့သူတွေဖြစ်နေတတ်တယ်တချို့ တချို့တချို့တော့နှစ်ဒီမှာပေါ့လေဆိုတော့အဲ့ဒီလိုမျိုးနှစ်ဒီကကြော်လွန်ပြီးတော့ဒီနှစ်မှာဆိုရင်ဒါမေကြီးအာတိတာကသူ့လိုအပ်နေတဲ့နောက်တန်းခံစင်နေရာကိုလူတွေအများကြီးဝယ်ယူလိုက်တယ်အဲပြီးလို့ရှိရင်လည်းသူတို့အတွက်တကယ်တမ်းလိုအပ်နေတဲ့နံပါတ်10ရိုးနေရာပြီးလို့ရှိရင်ဘဲတောင်းမနေရာအတွက်ကိုခေါ်ယူအားပြမှုအဖြစ် Evicky Easy ကိုခေါ်လိုက်ဒါကအာဆင်နယ်အတွက်အများကြီးပြောင်းလဲသွားစေတဲ့အရာပါ တော့ဒီဟာဒီသူတို့ရဲ့ကစားသမားတစ်တီကသူတို့အသင်းအတွက်အများကြီးပုံမှာ effect ဖြစ်တယ်ဆူပီမန်ဒီကွင်းလယ်မှာဒီကန်ရိုက်နဲ့အတွဲအဖက်အရန်ကောင်းတယ်အရန်ကောင်းပြီးတော့သူတို့တွေလက်ရှိဒါဘယ်လိုလဲပြိုင်ဘက်တိုင်းရဲ့ကွင်းလယ်တိုင်းကိုသူတို့စိုးမိုးထားနိုင်ဒါကဆူပီမန်ဒီရဲ့ဒီကန်ရိုက်တို့ရဲ့လုံးဝချိန်သားကိုက်ပေါင်းဆက်ထားမှုတိုက်စစ်မှာဆိုရင်လေဂျော့ဂရက်ကပါလာတဲ့ပွဲတိုင်းမှာဆိုရင်ဂျော့ဂရက်ကတော်တော်လေးကိုမှအလုပ်ဖြစ်တယ် သူက off the ball movement မှာလည်းတော်တော်လေးကိုမှအလုပ်ဖြစ်တာကိုတွေ့ရတယ်။ဆိုတော့အာဆင်နယ်ကဒီဟာဒီမှာဝယ်လိုက်တဲ့လူတွေကလည်းအကောင်လုံးကအကောင်လုံးအံဝင်ခွင့်ကြဖြစ်တယ်။မာဒူဂီတို့ဘာလို့ဆိုရင်လည်းအရန်အကောရယ်ညကပွဲစဉ်မှာဆိုရင်လည်းသူတွင်းကိုးတွေပါလေရသွားတယ်။ဆိုတော့အာဆင်နယ်ကဒီဟာဒီမှာချန်ပီယံဖြစ်ချင်တဲ့အသင်းမဟုတ်လို့ပဲဘယ်လိုပြောလဲကြံဖန်ပြီးတော့ဝယ်လိုက်တဲ့ကစားသမားတွေအကောင်လုံးကကြံဖန်ပြီးတော့အံဝင်ခွင့်ကြဖြစ်နေသလားလို့တော့မှတ်ရတယ်။ဆိုတော့ဒီဟာဒီမှာအာဆင်နယ်အသင်းပြိတ်သက်တွေကတော့ ိုမင်းတို့ချန်ပီယံလိနဲ့ပရီးမီယံလိဘယ်အရာယူမလဲမေးရင်တော့တစ်ခုနှစ်ခုတည်းကတစ်ခုပဲရမယ်ဆိုရင်တော့ဒါအသေးကြတဲ့ချန်ပီယံလိပဲယူမှာဒါကသူတို့အတင်းအောင်မြင်မှုမရသေးတဲ့နေရာမှာအောင်မြင်မှုလိုချင်တာတိုးပေမဲ့ပရီးမီယံလိမှာလည်းသူတို့ကြီးချန်ပီယံဖြစ်ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဒါဒီအနေအထားတိုင်းဆိုမှဖြစ်နိုင်လို့ပြောလို့မရအောင်အကုန်လုံးကတကယ်တမ်းဖြစ်နိုင်နေပြီပရီးမီယံလိမှာလည်းဖြစ်နိုင်တယ်ချန်ပီယံလိမှာလည်းသူတို့ချန်ပီယံဖြစ်နိုင်တယ် တခုပဲချန်ပီယံလိမကအာဆင်နယ်ဆိုရင်ဗျာဒီ group stage တော့အစားတော့ group stage ပေါ့လေဒီ group stage တော့ဘာလို့မှဆိုရင်တော့တိတ်ပြီးတော့အာဆင်နယ်ကဘယ်လိုလဲသူတို့ရဲ့ power တခုရှိတယ်ဆိုပေမဲ့ဒီ round round of 60တို့ဒီရှုံးထွက်အဆင့်ကြီး quarter တော့ဆင်ပြီးတော့ရောက်ပြီဆိုရင်အာဆင်နယ်ကနည်းနည်းလေးပြန်ပြီးတော့ဘယ်လိုလဲမှေးမိန်သွားတတ်တယ်ဒါကကျွန်တော်တို့ရှေ့ရှေ့တွေရှေ့တွေရှေ့နှစ်တွေနှစ်တွေမှာအများအားလို့မြင်တွေ့ရတဲ့အရာတွေပေါ့လေ တော့ဒါကလည်းတို့ဒါဘယ်လိုလဲချန်ပီယံလိတမိုင်းတလျှောက်မှာတို့ရဲ့အောင်မြင်မှုမရခဲ့တာကြီးကြောင့်လည်းအများကြီးပါတယ်ဘယ်လိုလဲချန်ပီယံလိအတွေ့အကြုံနဲ့တာလည်းပါတယ်ပေါ့လေဒါကြောင့်မလို့အာဆင်နယ်အသင်းကဒီရာဒီမှာဆိုရင်အဲ့ဒီလိုမျိုးစံချိန်ဇိုးတွေကိုတို့တွေချိုးဖြတ်တော့မယ်ဘယ်လိုလဲရိုက်ဖြတ်ဖြတ်စည်းတော့မယ်ပုံစံမျိုးတွေအလားအလာတွေမိခေအာတီတာရဲ့အာဆင်နယ်အသင်းမှာခွန်အားတွေအများကြီးကျွန်တော်တို့တွေ့နေရတယ်။တို့ဒီရာဒီမှာအာဆင်နယ်အသင်းမှာကလုံလောက်တဲ့ squad တက်လူရင်အားရှိတယ် တို့တိုက်စစ်ကွင်းလည်နောက်အကုန်လုံးမှလုံလောက်တဲ့လူစင်းရှိနေတယ်။ဆိုတော့ဒါကအာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့အများကြီးမျှော်လင့်ချင်စရာပါ။တော်တော်လေးလည်းဒီအာဒီအာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့သူတို့အသင်းဘောကိုအများကြီးမျှော်လင့်ထားတာကိုလည်းတွေ့ရတယ်။တကယ်တမ်းလည်းမျှော်လင့်လို့ရတဲ့အနေအထားတစ်ခုပါ။ဆိုတော့မီကေအာတေတာကို တကယ်တမ်းအာဆင်နယ်ပရိသတ်တွေအချိန်ပေးခဲ့ရတဲ့၃နှစ်ကတကယ်တန်နေဗျာ။ဘယ်လိုပြောမလဲ။ ဒီ၃နှစ်လုံးမှာအာဆင်နယ်တင်ဖလားလက်မဲ့ဖြစ်ခဲ့တယ်ပုံမှန်တိုင်းဆိုရင်များသူတို့တွေကအာဆင်နယ်တက်ကဗျာ FA တို့ဘာလို့မှဆိုရင်တော့ FA တို့ခါရဘောင်လုံးကဆိုရင်မကြာခဏဆိုသလိုချန်ပီယံဖြစ်တတ်တဲ့အသင်းဒါပေမဲ့ BK Arteta ရောက်လာကြတဲ့က FA မှာလည်းချန်ပီယံမဖြစ်တော့ဘူးအဲခါရဘောင်မှာလည်းချန်ပီယံမဖြစ်တော့ဘူးဖလားလက်မဲ့ယာတီတွေအကုန်လုံးကိုဖျက်ဆီးခဲ့ရတယ်သူတို့တော်တော်များများဖလားလက်မဲ့ယာတီတွေကိုဖျက်ဆီးရတဲ့နောက်မှာလက်ရှိအာဆင်နယ်ပြိတ်သက်တဲ့အချိန်ပေးခဲ့တဲ့၃နှစ်က ဒီနှစ်မှာအာဆင်နယ်အသင်းတို့အတိုးချပြီးတော့အတိုးရောအရင်ရောပေါင်းပြီးတော့ပြန်ယူမယ်နှစ်တစ်နှစ်လို့တော့ကျွန်တော်တို့ကြိုတင်ပြီးတော့သတ်မှတ်ထားလို့ရတယ်။အဲဒါချန်ပီယံလိကတော့ကျွန်တော်တို့ဘာမှကြိုတင်ပြီးတော့မှန်းဆလို့မရဘူးဆိုပေမဲ့လက်ရှိအခြေအနေမှာပရီးမီးယားလိမှာတော့အာဆင်နယ်အသင်းပိုဆွဲဖို့အတွက်ကဒါဘောလုံးပရိသတ်၁၀ဦးမွေးရင်၉ဦးလောက်ကဖြစ်နိုင်တယ်လို့ပဲပြောကြမှာ။ မဖြစ်နိုင်ဘူးဆိုတဲ့သူကကိန်းကနန်အချက်အလက်တွေရလွန်ခဲ့တဲ့10နှစ်ပါညာပြအဲ့လိုမျိုးအချက်အလက်တွေရပြန်တွက်ကြည့်ရင်တော့မဖြစ်နိုင်ဘူးလို့ပြောကောင်းပြောလိမ့်မယ်။သို့မြင်လက်ရှိရာသီဖြတ်တန်းတဲ့ current form ကိုပြန်ကြည့်မယ်ဆိုရင်ဘယ်နေရာကပဲတွက်တွက်တိုက်စစ်ကဒီနေရာမှာတော့ဒီတိုက်စစ်ကတော့အားနေနေလို့ဟေးဒီဒီတိုက်စစ်နဲ့တော့ချန်ပီယံမဖြစ်နိုင်ဘူးဆိုတဲ့အရာမျိုးသူတို့မှမရှိဘူး။အဲဒီကွင်းလယ်ကတော့အားနေနေရဒီကွင်းလယ်ကတော့ဒါချန်ပီယံဖြစ်နိုင်တဲ့အသင်းတစ်သင်းမှရှိသင့်ရှိတတ်တဲ့ကွင်းလယ်တစ်ခုမဟုတ်ဘူးဆိုတာလေသူတို့အသင်းမှမရှိဘူး ခံစစ်ဆိုရင်လည်းရှင်းရှင်းလေးပြဒီဟာဒီပရီးမီးယားလိဂ်ကိုချန်ပီယံလိဂ်ချန်ပီယံလိဂ်ဆုံးမှာပေးကိုအ ਨੇ ဆုံးအသင်းကဘယ်အသင်းလဲအဲဒါတွေကိုပြန်ကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းအနေနဲ့ဒီဟာဒီမှာပရီးမီးယားလိဂ်ရောချန်ပီယံလိဂ်ရောဒါဘယ်လိုပြောလဲတိုင်တယ်ရီနှစ်ခုလုံးမှာတော့သူတို့တွေတကယ်တမ်းချန်ပီယံဖြစ်သွားနိုင်တဲ့အခြေချင်းမျိုးရှိဆိုတော့ကျွန်တော်ကတော့ဘယ်လိုပြောလဲကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ချန်ပီယံလိဂ်ကိုအာဆင်နယ်အသင်းပို့ပြီးတော့အအောင်စိုက်ပြီးတော့ပရီးမီးယားလိဂ်မှာသူတို့လက်ရှိ flow အတိုင်းပဲဆက်သွားမယ်လို့ကျွန်တော်ထင်တယ် ဆိုတော့ရန်ဒီကုံမှာအာဆင်နယ်တင်ပရီးမီးယားလိသို့မဟုတ်ချန်ပီယံလိနှစ်ခုတည်းကတစ်ခုတော့အ ਨੇ ဆုံးအ ਨੇ ဆုံးဒါအ ਨੇ ဆုံးပြောတာပေါ့အ ਨੇ ဆုံးအောင်မြင်မှုတစ်ခုရမယ်လို့ပေါ့ကျွန်တော်ကမြင်နေဆိုတော့ကျွန်တော်ကိုရီကောဘယ်လိုတင်ကြလဲအာဆင်နယ်ပရိသတ်တွေအနေနဲ့ကတော့ဒီနေ့ဒါချန်ပီယံလိမှာ ਨੇ ပြီးလို့ရှိရင်ဒါပရီးမီးယားလိမှာဘယ်မှာချန်ပီယံဖြစ်မယ်ထင်ကြလဲနှစ်ခုလုံးရောရမယ်ထင်ကြလားဘယ်လိုမြင်ကြလဲရှင်းလောက်ဆွေးနွေးကြပါအောင်ပြကျွန်တော်လည်း LINE Subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်